မင်္ဂလာပါရှင်ရာကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသားတွေထိုင်းနိုင်ငံကိုအလုံးရင်းနဲ့ရွှေ့ပြောင်းလာမှုပေါ်ကိုကန့်ကွက်တဲ့အနေနဲ့ထိုင်းနိုင်ငံသားအချို့ကဘန်ကောက်ကစစ်ကောင်စီမြန်မာတန်ရုံးရှင်မှာဆန္ဒပြကြပါတယ်အင်းစင်ထောင်နဲ့မုံရွာထောင်ကအကျဉ်းသားတွေကိုမိသားစုဝင်တွေကိုအတိမပေးပဲထောင်ပြောင်းရွှေ့ကမုံရွာထောင်ကနေနိုင်ငံအကျဉ်းသားတွေကိုစစ်သည်မော်တွေနဲ့တင်ဆောင်ပြီးခေါ်ဆောင်သွားတဲ့သတင်းပါဝင်နောက်ဆုံးတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မြန်မာနိုင်ငံသားတွေထိုင်းနိုင်ငံအတွင်းကိုအလုံးရင်းနဲ့ရွှေ့ပြောင်းလာမှုပုံကိုကန့်ကွက်တဲ့အနေနဲ့ထိုင်းနိုင်ငံသားအချို့ကဘန်ကောက်ကစစ်ကောင်စီရဲ့မြန်မာတန်ယုံရှိမှမနေ့ကဆန္ဒပြခဲ့ကြတယ်လို့သိရှိရပါတယ်။သတင်းမာလာ23ရက်နေ့လယ်12နိုင်ခွဲအချိန်လောက်ကနေစတင်ကထိုင်းနိုင်ငံဘန်ကောက်မြို့ကစစ်ကောင်စီမြန်မာတန်ယုံရှိမှထိုင်းနိုင်ငံသားအယောက်20ဝန်းကျင်ကဆန္ဒပြခဲ့ကြတာလည်းဖြစ်ပါတယ်။ဆန္ဒပြတဲ့အဓိကအကြောင်းရင်းကတော့ထိုင်းနိုင်ငံအတွင်းကိုမြန်မာနိုင်ငံသားတွေအလုံးရင်းနဲ့ရွှေ့ပြောင်းလာမှု ြောင့်ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီကကင်တွယ်ဖြစ်ရှင်ပေးဖို့တောင်းဆိုဆန္ဒပြနေကြတာလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းနိုင်ငံမှာယာယီခိုးလုံနေထိုင်အလုပ်လုပ်ကြရင်ကြရမှာထိုင်းနိုင်ငံရဲ့ရင်ကျေးမှုကိုစန့်ကျင်တဲ့အပြုအမူတွေကိုမလုပ်သင့်သလိုထိုင်းနိုင်ငံသားတွေမကြိုက်တဲ့အပြုအမူတွေကိုလည်းရှောင်ရှားကဧည့်သည်တွေအနေနဲ့ ဧည့်သည်လိုနေထိုင်ပြီးအင်ရှင်မညွညင်စေဖို့နေထိုင်သင့်တယ်လို့ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားအချို့ကသုံးသက်ပြောဆိုကြပါရရှင်။ ဘကုံးရသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ဘကုံးတန်းပထောင်မြို့နယ်ပြည်မြို့နယ် AR တန်းဝါခေမမြို့တို့မှာစစ်မှုထမ်းရန်အတွက်လူငယ်တွေကိုဖမ်းဆီးကငွေချင်းချောက်တောင်းခံမှုတွေကိုစစ်တပ်နဲ့ရက်ွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကအကြီးအကျယ်ပြစ်လုံနေကြတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပြပါရစေ။သတင်းပါလာဆက်ကွယ်နေကဘကုံးတန်းအနောက်ချမ်းပြည်ခရံပထောင်မြို့နယ်ထိပ်ပေါက်ကျေးရွာအုပ်စုထိပ်ပေါက်ကျေးရွာအုပ်ချုပ်ရေးမှူးကြီးမြင့်ရာယမူအေဝင်း CMU의 피자를 민수에 법부 포부... တင်းဦးမျိုးပူနဲ့ကျန်းဖို့ပါတီစီယုံရီမှုလှမင်းတို့ကထိပ်ပေါက်ကျေးရွာအုပ်စုတွင်အသက်18နှစ်ကနေအသက်35နှစ်အတွင်းမှာရှိနေတဲ့လူငယ်တွေကိုအတင်းအဓမ္မစစ်သားစုဆောင်းမှုတွေလှုပ်ဆောင်လာတယ်လို့လည်းဒေသနေပြည်သူတွေကပြောပါရယ်။ဒါအပြင်စစ်မှုမထမ်းရတဲ့နေအိမ်တွေကနေတင်းကိုငွေ15000ကျပ်အတင်းအဓမ္မကောက်ခံကတိုင်ချင်းရတိုင်လို့ပြောဆိုခဲ့ကြရလို့လည်းသိရှိရပါရယ်။အရာရီတိုင်းဝါခင်မမြို့မှာလည်းဘိုးဘေးအညာစုကျေးရွာအုပ်စုချစ်ကိုနေတပြေချောင်း င်းကျေးရွာအုပ်ချုပ်ရေးမှူးအင်းမြင့်တို့ကပြည်သူတွေစီကနေငွေကြေးတွေတောင်းခံနေလို့ဒေသနေပြည်သူတွေကပြပြပါရယ်အလားတူဗကိုတိုင်းပြည်မျိုးမော်စာအုပ်စုတောင်လုံးညိုကျွေးရမှာလဲဆလေးရအုပ်ချုပ်ရေးမှူးအေးထွန်းကစစ်မှုထမ်းဥပဒေကိုအကြောင်းပြကလူငယ်တွေကိုဝင်ရောက်ဖမ်းဆီးတာပြည်သူတွေစီကနေငွေကြေးချင်းချောက်တောင်းခံတာတွေကိုလုဆောင်နေရလို့လည်းသိရှိရပါရယ်ရှင် ဆက်လက်ပြီးတော့ပဲခူးတန်တောင်ငူမြို့နယ်ကြောင်လုံးကြီးကျေးရွာကကုံစုံဆိုင်ပိုင်ရှင်ကိုအောင်ကျော်ဝင်းဟာမြို့ပေါ်ကနေစံဝယ်ယူပြီးပြလာစင်မှာစစ်တပ်စစ်စေးကြီးကထိုးချိတ်ပြီးလူရောကားပါဖမ်းဆီးခဲ့ပြီးတဲ့နောက်မှာတရင်အစနာပျောက်ဆုံးနေတယ်လို့သိရှိရပါတယ်။စတင်ပါလာ၁၈ရက်နေ့ကကိုအောင်ကျော်ဝင်းဟာတောင်ငူမြို့ပေါ်ကိုစံတက်ဝဲခဲ့ပြီးစံတင်ကားနဲ့တူကိုအောင်ကျော်ဝင်းပြန်လာစင်မှာ တောင်ငူမြို့ဖျားချရင်ဂိတ်39တရင်ကစစ်သားတွေကသူ့ကိုထိုးကျိတ်ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲလိုဖမ်းဆီးခံရတာ6ရက်ရှိလာပေမဲ့လည်းတရင်အစအနတောင်မရတော့ဘဲပျောက်ဆုံးနေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။စစ်တပ်ကကိုအောင်ကျော်ဝင်းကိုဖမ်းဆီးရမှာအကြောင်းမဲ့ဖမ်းဆီးခဲ့တာဖြစ်ပြီးကိုအောင်ကျော်ဝင်းစီမှာကုံစုံစွာလိုင်စင်နဲ့အထောက်အထားအပြည့်စုံရှိတယ်လို့လည်းကိုအောင်ကျော်ဝင်းရဲ့မိတ်ဆွေတွေကပြောပြပါတယ်။ဒါအပြင်ဖမ်းဆီးခံရသူကိုအောင်ကျော်ဝင်းရဲ့ဆန်ဆန်ဟာကျော်လုံးကြီးကျေးရအပါဝင်အနည်းနာ ကကျေးရ600ခန်းကအားထားကစံဝယ်ယူနေရတဲ့စံဆိုင်ကြီးဖြစ်တယ်လို့လည်းသိရှိရပါတယ်။လက်ရှိမှာကုံစုံဆိုင်ပန်းရှင်ကိုအောင်ကျော်ဝင်းကိုစစ်တပ်ကဘယ်နေရာမှာဖမ်းဆီးထားတာကိုမသိရှိရသေးပဲအစအနပျောက်ဆုံးနေတာဖြစ်တဲ့အတွက်ကြောင့်မိသားစုဝင်တွေဟာသူ့အတွက်အထူးစိုးရိမ်နေကြတယ်လို့လည်းသိရှိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့အင်းစင်အချင်းထောင်နဲ့မုံရွာအချင်းထောင်ကနိုင်ငံရေးအချင်းသားတွေအပါအဝင်အချင်းသားတွေကိုအကြမ်းဖက်စစ်ကောင်စီကမိသားစုဝင်တွေကိုအတိမပေးဘဲထောင်ပြောင်းရွှေ့တာတွေလှုပ်ဆောင်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရဲ့ PPNN ကဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကပြောပါရယ်အင်းစင်အချင်းထောင်ကအချင်းသားတွေကိုစက်တင်ဘာလ22ရက်နေ့မှာတာရီထောင်ကိုကားငါးစီးနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီးမုံရွာအချင်းထောင်ကအချင်းသားတွေကိုတော့စက်တင်ဘာလ22ရက်နေ့ကချင်းရင်းမြစ်ကြောင်းတခြားစုံစင်းလာတဲ့ဖလက်အမြင် န်ရင်တွေနဲ့စစ်တပ်နဲ့ရဲတွေကလုံခြုံရေးများစွာယူကထောင်ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့လည်းကိုတိုက်ထွန်းကပြောပါရရှင် မန္တလေးရတဲ့တဘောကိုတက်ဆက်ပေးကြပါရစေ။မန္တလေးတဲ့မတရားမြို့နယ်ကုန်းတန်းလေးရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးပြည်သူ့ဗန်နီတွေကိုမီးရှို့ဖျက်ဆီးခဲ့လို့ Wallet Information နဲ့ Network တာတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြပြပါရစေ။တင်ပါလာ23ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကမတရားမြို့နယ်အနောက်ချမ်း30ဘေးရွာကနေထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာကုန်းတန်းလေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးပြည်သူ့ဗန်နီတွေကိုမီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါရစေ။ အလားတူစက်တင်ဘာလ23ရက်နေ့မနက်ပိုင်းချိန်မှာလဲစကိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်ကတိုးရွာကိုအကျန်းဖက်စစ်တပ်ကဝင်ရောက်ဆင်းနှင်းပြီးကျေးရွာအတွင်းကအဖို့တူနဲ့ရက်ကျေးပကဖအဖွဲ့ဝင်နှုတ်ဦးကိုတပ်ဖြတ်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်စက်တင်ဘာလ22ရက်နေ့ညနေ9:00အချိန်မှာလဲဘုဒ္ဓလင်မြို့နယ်ကတိုးကျေးရွာကိုအင်အားတရာခန့်နဲ့ဝင်ရောက်ဆင်းနှင်းပြီးပြည်သူဝန်နေအင်အလုံး20ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့စက်တင်ဘာလ20ရက်နေ့ကလည်းကျွဲတေချောင်းကိုဝင်ရောက်ဆင်းနှင်းကပြည်သူတို့အုပ်ကိုပစ်တက်ကဖုံးတော် ော်ကြီးចောင်းကဖះငွေနဲ့ပါဝင်တရွာလုံးကရိတ်ခါနဲ့ငွေကြေးတွေကိုယူဆောင်သွားတယ်လို့လည်းသိရှိရပါတယ်ရှင်။ တစ်ဆက်တည်းမှာပဲမန္တလေးတန်းမြို့သားရဲစခန်းကနေအစီကနဲ့ထွက်ခွာလာတဲ့စစ်ကြောရေးမှုနဲ့ရဲတွေကိုပြစ်ခတ်တိုက်ခိုက်ရမှာနှောင်းဟာတည်ဆုံးခဲ့လို့ Hero Defense Force မြင်းကျန်အဖွဲ့ကတာဝန်ခံစစ်သူကြီးကရန်ကုန်ခစ်တစ်ကိုပြောပါတယ်။စတေမလာ20ရက်နေ့ကမြို့သားရဲစခန်းကနေမင်းနေကုန်းရဲစခန်းကို အစီကနဲ့ထွက်ခွာလာတယ်။မြို့သားစစ်ကြောရေးမှုနဲ့ရဲတပ်သားနှုတ်လိုက်ပါလာတဲ့ကားတစ်စီးကိုမင်းနေကုန်းရဲစခန်းအနီးမှာ တော်လန်တဖက်ဝင်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲတခဲမှုတွင်မြို့သားစစ်ကြောရေးမှုနဲ့ရဲတပ်သားတအူးဟာထေသွားခဲ့တာဖြစ်ပြီးကြံတအူးမှာတော့ပြင်းထန်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။အဲဒီရဲတွေစီးလာတဲ့ကားပေါ်ကနေတနက်ကြီးတွေနဲ့အသုံးဆောင်ပစ္စည်းတွေကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ Hero Defense Force မြင်းကြံအဖွဲ့ကတာဝန်ရှိသူတို့ဖြစ်တဲ့စစ်သူကြီးကပြောပါတယ်။အဲဒီတခဲမှုကို Hero Defense Force မြင်းကြံနဲ့ MGN တိုက်ကညီနောင်မဟာမိတ်နှစ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးကြတဲ့သတင်းတစ်ပုဒ်ကတော့ရှမ်းပြည်နယ်ကလောမြို့တောင်ဘက်မှာရှိတဲ့တောင်ကိုးလုံးဟာပြိုကျသွားခဲ့ရပြီးကျေးရွာလေးရွာကပြည်သူတွေဟာပြိမ့်မိနေပြီးလမ်းပိုင်းတွေပျက်စီးသွားကာကယ်ဆယ်ရေးအဖွဲ့တွေတွာလာရခက်ခဲနေကြလို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါဗျ။ကလောမြို့တောင်ဘက်အရှေ၃မိုင်ခန့်ရှိတဲ့တောင်ကိုးလုံးဟာတဘာဝဘေးဒဏ်ကြောင့်အနောက်ဘက်တောင်တချမ်းလုံးဟာပြိုကျသွားခဲ့ရပြီးမြင်းတိုက်ကျေးရွာအုပ်စုကအင်းကောင်းကျေးရွာရေးအေးချောင်းကျေးရွာဆက်လက်ရင်းကျေးရွာ နဲ့တောင်ပွားကျေးရွာကပြည်သူတွေဟာပိတ်မိနေကြတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီကျေးရွာတွေကိုသွားရောက်နိုင်တဲ့လမ်းပိုင်းဟာမြေတွေပြိုကျသွားတဲ့အတွက် တော်လာရခက်ခဲနေကြပြီအဲ့ဒီလမ်းပိုင်းကိုပြန်လဲပြုတ်ပြင်ရဆက်ရန်းနေရတွေအသုံးပြုမှသာပိတ်ဆို့နေတဲ့မြေကြောက်တွေကိုဖေရှားနိုင်မှာဖြစ်တယ်လို့လည်းသိရှိရပါတယ်လက်ရှိမှာတောက်ရည်တန့်စားနိုင်ရခါနဲ့ဆက်ရန်းနေရတွေအတွက်စီဘိုးတွေအရေးပေါ်လိုအပ်နေပြီးမြေကြောက်တွေကိုဖယ်နိုင်မှသာလမ်းကပြန်ပွင့်မှာဖြစ်တဲ့အတွက်ပြည်သူတွေနဲ့ချိတ်ဆက်လှူဒန်းပေးကြဖို့မြစ်တာရက်ခံအပ်တယ်လို့လည်းဒေသနေပြည်သူတို့အူကပြောပါတယ်ရှင် ုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျေးမာများပါ။